ရန်ခိုင်တယောက်ကြောင်းရောက်တော့ကိုလက်တွေစီးပြီးကျန်းစာအုပ်ကိုထုတ်လိုက်ပါတယ်။ထို့နောက်တတိယစာမျက်နှာမှာဘာရှိလဲမသိဘူးဆိုပြီးဖွင့်ကြည့်တော့စေးမီဘူထွက်လာကခုမနဲ့ဆွေတီခန္ဓာပုံအဆင့်လေးကိုချိုးဖြက်လိုက်လို့ထင်တဲ့စာမျက်နှာအတိရဲ့စမ်းကြယ်မှုကိုမြင်ရတာတူတယ်လို့တွေးနေချိန်မှာမီးဘူအဖြစ်အသုံးပြုပါဆိုတဲ့စာပေါ်လာပါတယ်။ဘာကိုဆိုလိုတာလဲကြည့်ရအောင်။နတ်တာပေါင်းအိုးဆိုရင်ဘာအကျိုးကျေးဇူးမှမရှိဘူး။ငွေရနဲ့ထွက်စေဖို့ဆိုရင်စေးပင်တွေထက်ထက်ပို့လို့ရတယ်။ အဲ့ဒီထူးဆန်းတဲ့ရင်နှံကကြင်ကြံမှုအတွက်အထောက်ကူပေးတာဖြစ်ရမယ်ဒါဆိုဘလို့ဆေးပင်မျိုးတွေတုံးရမလဲလို့မေးလိုက်တော့စာကပြောင်းသွားကအရွယ်သုံးရွယ်ဝိညာဉ်ပန်းနဲ့ကြောက်စိမ့်မျက်လိုပေါ်လာပါတယ်။ဘာဆေးတွေလဲမသိဘူးမေးကြည့်လဲဘသူမှကြားဘူးမယ်မထင်ဘူးအဲ့ဒီဆေးနှမျိုးကကြင်ကြံမှုအတွက်တကယ်ပဲအကူအညီပေးနိုင်လို့လားမရှိတော့ဘူးယုံနေမှထက်တရှိနေတာကိုယုံကြည်ရမှာမလားဘာပဲဖြစ်လာဖြစ်လာတောင်ပေါ်ကမောက်ထုတ်ခံရလူနီးပါပဲရှိတာပါလို့ပြောပြီးစမ်းကြည့်ဖို့လှုပ်လိုက်ကာ နောက်ဆုံးမှာတော့မနှက်ဖြန်မနှက်ရောက်မှအဖိုးကြီးမုံကိုမေးကြည့်မယ်သူတော့ကောင်းကောင်းတိမာပဲလို့တွေးကာဆုံးဖြတ်လိုက်ပါတော့တယ်မနှက်ရောက်တော့အပြေလွာအဖိုးကြီးမုံစီတွားလိုက်ပါတဲ့အဖိုးကြီးမုံကလည်းရင်ကောင်လေးစောစောစီးစီးလာလာလာတခုခုလဲဖို့အတွက်မင်းမထောက်ပံ့ရေးအမတ်ရလာပြီထင်တယ်လို့မေးလိုက်ပါတယ်မဟုတ်ဘူးအကြံဉာဏ်တောင်းစရာရှိလို့လာလာရွက်သုံးရွက်ဝိညာဉ်မန်းနဲ့ကြောက်စိမ့်မျက်ချောက်ကဆေးဖက်ဝင်အပင်နှမျိုးလားလို့ပြန်ပြောလိုက်ပါတယ် အဖိုးကြီးမုံကဘာမှမပြောဘဲစာအုပ်တအုပ်ထုတ်ပေးလိုက်ပါတယ်ရန်ခိုင်လဲယူဖက်လိုက်ပြီးမဟုတ်သေးဘူးအဖိုးကြီးမုံစေးနှစ်မျိုးလုံးကအစိတ်တွေလို့ပြနေတယ်နှစ်ရှည်များစွာရှူရှိုက်ရင်လူကိုယူတုစေတယ်တဲ့လူပြောလိုက်ပါတယ်တောက်ကောင်လေးမင်းကဘာတိလို့လဲအဲ့ဒီစေးပင်နှစ်မျိုးကတဦးနဲ့တဦးအပြန်အလှန်ဖြစ်တင်းပေနေတာတမျိုးတည်းဆိုရင်တော့တေချာပေါက်အစိတ်ဖြစ်စေတာပေါ့လူရှင်းပြပြီးမင်းက အဲစီနှစ်မျိုးလိုနေတာလားငါရဲ့ခံမကအလူလုံးနေတာမဟုတ်ဘူးတော့ဝဲချင်နေဆိုရင်စေးတပင်ငါမှတ်ပေးရမယ်လို့ပြောလိုက်ပါတယ်ခမရအရန်လွန်လာပဲကြုံမှာဘလို့လို့အလောက်အများကြီးရှိမှလဲပြန်ပြောလိုက်ပါတယ်တောက်ကောင်လေးငါကိုမကျေနပ်ဖြစ်နေတာလား အဲ့ဒီဆေးနှစ်ပင်ကအရန်တန်ဖိုးမရှိဘူးဆိုပေမဲ့အစိတ်ပြင်းတဲ့အတွက်လူနှိမ့်ငယ်သာခူးယူနိုင်တယ်ငါမှရှိတယ်ပစ္စည်းကလည်းတော်တော်လေးကောင်းနေတာလေမင်းကိုမင်းဘလောက်ဆင်းရဲလဲကြည့်လိုက်စမ်းမင်းဟာမင်းတော့ခူးကျင်တယ်ဆိုငါလမ်းပြပေးမယ်လူပြောလိုက်ပါတယ်အငယ်လေးကတုံးတော့အကြီးကဲစီကအကြံဉာဏ်တောင်းခံပါတယ်လူပြောပြီးစိတ်ထဲမှာတော့အဖိုးကြီးမို့အရန်ကြီးတဘောကောင်းပြနေတာ တခုခုမားနေတာတေချာတယ်လို့တွေးနေခဲ့တယ်ဒီလင်းရှောင်းအဆောင်ရဲ့အရှိတ်ဘက်ကိုထွက်သွားရင်ဟေးဖုံးတောင်ကိုမြင်ရလိမ့်မယ်မင်းလိုချင်တဲ့ဆေးနှပင်ကိုဟေးဖုံးတောင်မှာရနိုင်တယ်ငါပေးတဲ့စာအုပ်ကိုယူသွားပြီးတောင်ပေါ်မှာမင်းကိုယ်တိုင်ခူးပေတော့လို့လမ်းပြလိုက်ပါတယ်အကြီးကဲတခြားတောင်းဆိုဆရာရှိရင်ပြောပါလို့ပြန်ပြောလိုက်ပါတယ်ငါမှာဆေးရွေအများကြီးမရှိတော့ဘူးလေတခြားတပည့်တွေကလည်းဆေးပင်ရှာတာကနေအမတ်မဆူဆောင်းချင်တော့ဘူးမင်းသားဟေးဖုံးတောင်ကိုသွားရင်အတော်ထက်မြတ်အချို့ကိုရှာလာခဲ့ပြီးတော့ပြီးတော့စောင်းဦးအမြင့် ဝူလျန်တရွတ်နဲ့တခြားပစ္စည်းတွေရောပစ္စည်းတမျိုးကို10ခုလောက်ဆိုတော့ပါပြီးမင်းရလာတဲ့ပစ္စည်းတွေကိုအမှတ်တွေနဲ့လဲလှယ်ပေးမှာဈေးများများပေးတဲ့တခြားသူတွေစီတော့သွားမရောက်နဲ့တော့ပြောလိုက်ပါလေဘယ်အရာမှအလားကားမပေးမှန်းတိတာပဲလက်ဆက်တတော်စေဝါစုဆောင်ဖို့ပြင်းနေတာပဲဒါပေမဲ့ကျေးဇူးပါလူပြောကထွက်သွားဖို့လှုပ်ချိန်မှာကောင်းစုပ်လေးလိုချင်နိုင်ရပြီဆိုတော့ထွက်သွားတော့မယ်ဆေးပင်ခုဖို့ဟီဖုန်းတောင်ကိုသွားရင်စားရေးတောက်ရေးကိစ္စအတွက်ဘယ်လိုလုပ်မလဲနောက်ပိုင်းကျရင်အထွေထွေခန်းမမှာလှုပ်ရှားရီရှိသေးတယ် အထွေထွေခမ်းမကဝမ်းအရာရှိကိုငါပြောထားပေးမယ်မင်းကို၃ရက်ခွင့်ပေးမယ်အချိန်မီပြန်လာဘူးတတိယကိုအလုတ်ကို အလုတ်မပြတ်စေနဲ့လိုမာလိုက်ပါရဲကျေးဇူးပါအကြီးကဲကျွန်တော်အခုသွားလိုက်ပါမယ်လူပြောကထွက်သွားပါတော့တယ်ကောင်းလိုက်တဲ့ကောင်ဒီလောက်ကြီးတဲ့တောင်ကိုဆေးပင်ရှာဖို့အတွက်၃ရက်ပဲအချိန်ပေးတယ်လူတောင်ကိုကြီးကညှိထွားနေခဲ့ပြီးဆေးပင်ဆရှာပါတော့တယ်မိုးအဖိုးကြီးလူချင်တာတွေအရန်များတယ်ပဲတရက်မလုံးခူတာတော့မပြီးသေးဘူး သူကြတော့အိမ်မက်ကောင်းကောင်းမက်နေပြီးငါကြတော့ဟေးဖုန်းတောင်ကိုလွတ်ပြီးဆေးပင်တွေအားလုံးလိုချင်နေတယ် ဟိုစေးနှစ်ပင်ကအစိတ်ရှိတယ်လို့စာအုပ်ထဲမှာပြထားတယ်။မျက်မပေါက်တဲ့အရက်ဒေတာပင်မှာလည်းငါထင်ဟိဖုန်းတောင်မှာထူးဆန်းတဲ့မြေကွက်ရှိရမယ်လို့တွေးနေချိန်မှာအကောင်တကောင်အနောက်ကနေရောက်နေခဲ့ပြီးရန်ခိုက်လည်းအနောက်ကိုလှည့်လိုက်ချိန်မှာတောဝက်ကအရှိန်ပြင်းပြင်းနဲ့ပြေးလာပါတော့တယ်။ကောင်းလေးတတိထားပြီးတော့မြားတွေထွက်လာပြီးတောဝက်မျက်လုံးတစ်လုံးကိုထိမှန်ကလဲကျသွားပါတယ်။ထို့နောက်အစဉ်ပြေလာကောင်းလေးလိုမေးကတာဖာနှစ်ယောက်ရောက်လာပြီးမင်းကန်ကောင်းလည်းလက်နက်မပါဘဲနဲ့ အဲ့ဒီတော့ဝက်ကြီးကိုကင်တွယ်ဖို့မလွယ်ဘူးပြောလိုက်ချိန်မှာတော့ဝက်လည်းပြန်ထလာပြီးအချိန်နဲ့ပြေးဝင်လာကတစ်ပင်နဲ့ဝင်ဆောက်သွားပါတယ်အဖေဖြစ်သူအကွယ်ယူပြီးပုံနေဘူးပြောကမြားနဲ့ပြစ်လိုက်ပါတယ်တော့ဝက်လည်းနောက်တစ်ခါထထလာပြီးပြေးလာပါတော့တယ်သူတို့သုံးယောက်လည်းအနောက်ကိုလက်ကထွက်ပြေးကြပါတော့တယ်ရန်ခိုင်လည်းပြေးနေရင်ဟုတ်သားပဲငါကအခုဆိုအစင်လေးနဲ့ပဲရဲ့တပည့်တယောက်ဖြစ်နေပြီတော့ဝက်လေးတကောင်မဟုတ်လားလို့ပြောကတိုက်ခိုက်လိုက်ပါတယ် တာဖာနှစ်ယောက်ကဖမ်းမိသွားပြီဆိုကပြောနေပါတော့တယ်ထို့နောက်အကူကြီးကအရန်တော်လာပဲအစဉ်ပြေရဲ့လားလူငယ်လေးလို့ပြောကငါတို့ကတောင်ပေါ်မှာအမဲလိုက်လာတာအဲ့ဒီတော်ဝက်ကိုဖမ်းဖို့ပဲခြုံခုတိုက်ခိုက်ဖို့စောစောကထောင်ချောက်ချထားတာထောက်ချောက်ကိုရှောက်ပြီးမင်းစီကိုရောက်လာမယ်လို့ထင်မထားဘူးလို့ပြောက တော်ဝက်ကိုတဲဖို့လှုပ်လိုက်ပါတယ်ဂျေစုတင်ပါတယ်ဘာမှမဖြစ်ပါဘူးပြောရမယ်ဆိုခမရတို့လည်းဟေးဖုံးတောင်မှာအမဲလိုက်နေကြတာလား ဟေဖုံတောင်ပေါ်မှာမျက်ပင်နေနေမှမပေါက်တဲ့နေရာကိုတီလာလို့မေးလိုက်ပါတယ်အဖေအရှိဘက်၃မိုင်လောက်ဝေးတဲ့တောင်စောင်းမဟုတ်ဘူးလားဟုတ်လိမ့်မယ်ငါတို့ကအဲ့နေရာကိုရှင်ရင်တည်ခြင်းနေမြေလို့ခေါ်တဲ့အဲ့နေရာကအရန်ကြီးပြီးတော့ဘာအပင်မှလည်းမပေါက်ဘူးဒီတောင်ကကြောက်သားကြီးပဲနောက်လည်းကျနေပြီငါတို့မင်းကိုခေါ်သွားပေးမယ်လို့ပြောလိုက်ပါတယ်ရန်ခိုင်လဲနေရာရောက်သွားတော့အပင်ကိုရီပြီးအဝါရောင်မျက်ချောက်လို့အပင်သူ့ပေါက်ရဲ့အရက်မှာဘယ်မျက်ပင်မှမကြည့်ထားဘူး ဒီအပင်ကငါလိုနေတဲ့ဆေးပင်တွေကပဲဖြစ်ရမယ်လူပြောကယူလိုက်ပါတယ်ကြည်ရတာလူငယ်လေးလူချင်းရသွားပြီထင်တယ်လို့မေးလိုက်ပါတယ်ဟုတ်ကဲ့ကူညီပေးလို့ကျေးဇူးတင်ပါတယ်မဟုတ်ရင်ဘလောက်ရှာရှာပြီးမှတော့မဟုတ်ဘူးပြောကကျေးဇူးတင်လိုက်ပါတယ်ပြောရရင်မင်းကငယ်သေးတဲ့ရုပ်ကလည်းဖြူဖက်ဖြူဖြော်နဲ့ဘလို့ဖြစ်ပြီးတောင်ပေါ်ကိုတယောက်တည်းဆေးပင်လာရှာတာလေလို့ပြန်မေးလိုက်ပါတယ်ကျွန်တော်ကလင်းလျှောက်အဆောင်ရဲ့တပည့်တယောက်ပါကြင်ကြံမှုအတွက်ဆေးပင်လာရှာတာလို့ပြန်ဖြေလိုက်ပါတယ် ညီလေးပါလို့ဒီလောက်ပင်ရလဲကြည်နေတာလက်ဆက်သက်တော့ကျင့်ကြံသူပဲငါသိချင်တာအဲ့ဒီတိုင်းပညာတွေကဘယ်ကတင်လာလဲဆိုတာလို့မေးလိုက်ပါတယ်ကျွန်တော်မှအရွယ်၃ရွယ်ဝိညာဉ်ပန်းကိုရှာဖို့လိုသေးတယ်ကံမကောင်းတာကအဲဆေးပင်ရဲ့တည်နေရကိုမှတ်တမ်းတင်ထားတာမရှိဘူးဘယ်မှာရှိလဲမသိဘူးလိုပြန်ပြောလိုက်ပါတယ်မှောင်လာပြီးမနဲ့ပြန်မှဆက်ရှာပါတောင်းဖို့မှညာဘက်ဆိုအနည်းငယ်များတယ်လူများရင်တော့လုံကြုံသေးတယ် ငါတို့ဒီနေရာမှာပဲခဏနားကြရအောင်လားမနှက်ဖြန်မနှက်ဆိုးဆိုးကြရင်ငါတို့သွားတော့မယ်ပြောလိုက်ပါတယ်ရန်ခိုင်နိုးလာတော့တာဖာနှစ်ယောက်ကိုမတွေ့ရတော့ဘူး သူလဲလေးကျင်မှုအချိန်ရောက်လာတာနဲ့လေးကျင်လိုက်ပါတော့တယ်ခန္ဓာကိုယ်တစ်ခုလုံးနွေးလာတယ်လို့ပဲကြည်ရတာအောင်မြင်မှုတစ်ခုရတော့မယ်ကောင်းလိုက်တာရွှေကိုယ်တဲ့ခန္ဓာကိုယ်ရခဲ့တာရပ်ပိုင်းပဲရှိသေးတယ်ဆွေတီကိုခန္ဓာဘုံရဲ့အစင်ငါးကိုကြောဖြတ်သွားပြီးကျင့်ကြံမှုအချိန်ကအယမ်းမြန်လုံးနဲ့ကြည်ရတာဟိုဆေးနှစ်ပင်ကိုရှာရပြီဆိုရင်ဒီထက်ပိုပြီးတိုးတက်မှာတေးချတယ်ဒီတိုင်းဆိုအတွင်းတပိတ်တယောက်ဖြစ်လာဖို့အခွင့်ရေးရပြီးလို့တွေးပြီးလေ့ကျင့်နေချိန်မှာကဲကြပါဦးဆိုတဲ့အတန်ထွက်လာပါတော့တဲ့ အဲ့ဒီအတန်ကတာပါနှစ်ယောက်အတန်ဖြစ်နေခဲ့လို့တခုခုဖြစ်မှာစိုးရိမ်ရတဲ့စုကထွက်ပြေးသွားပါတော့တယ်